တသိန်းထိုက်တန်သည်ဖြစ်စေတဲ့လိုရိုးသားဖြောင့်မှန်တဲ့သူကိုဒီရွှေကွက်ကိုငါပေးမယ်လုံးလီပြီးသောအခါ စိတ်ထားကောင်းသော ရွှဲကုံတွေနဲ့စိတ်ထားမကောင်းသောရွှဲကုံတွေတို့ဟာမြစ်တစ်ခုကိုအတူတကွကူးပြီးမြို့တစ်မြို့၌ရွှဲရောင်းကြရာ စိတ်ထားမကောင်းတဲ့ရွဲကုန်တွေကရှေ့ကအရင်ဆုံးသွားပြီးရောင်းနေနေအဲ့ဒီမြို့မှာစင်းရဲသွားတဲ့တထေးအမျိုးအနွယ်မြီးဖွားနှစ်ယောက်တို့ဟာချို့တဲ့စွာစားတော့နေထိုင်ကြရပါတယ်တထေးကြီးလက်ထက်ကရွှေခွက်ကြီးတစ်ခုဟာအိုးဂျိုအိုးကြား၌ထားပြီးအသုံးဆွဲမရှိကြာမြင့်တဲ့အတွက်ကြောင့်မို့လို့ရွှေခွက်မှန်းမသိပဲအညိအကျေးတွေ တက်လျက်ရှိပါတယ်။ဒါကြောင့်မြီးဖွားနှစ်ယောက်ဟာရွှေကွက်ဖြစ်ကြောင်းကို လုံးဝမသိကြပါဘူး။အဲ့ဒီစိတ်ထားမကောင်းတဲ့ရွဲကုန်တွေဟာ ထိုအိမ်ရှိကိုရောက်သွားတဲ့အခါမှာတော့ရွဲဝယ်ကြမလားဆိုပြီးတော့អော်လိုက်တဲ့ကွယ်။အဲ့ဒီခါမှာတော့တကယ်မလေးဟာရွဲကို အလိုရှိတဲ့အတွက် အဖွားကိုပူဇာတဲ့ခါမှာတော့အဖွားက ရွဲကုန်တွေကို ခေါ်လိုက်တယ်။အမောင်ဤခွက်ဟာ အဖိုးများစွာထိုက်တန်မြည်ရော မဟုတ်။သောတော်လည်းပဲဒီခွက်ကိုယူပြီးတော့မောင်နှမအားအသင်ပေးလို့သမျှရွဲတစုံတရားကိုပေးပါတော့ဟုပြောလိုက်တဲ့ကွယ်အဲ့ဒီခါမှာစိတ်ထားမကောင်းတဲ့ရွဲကုန်တဲ့ဟာခွက်ကိုပုတ်တိုက်ပြီးတော့ကုတ်ချစ်ကြည့်လိုက်တဲ့ခါမှာတော့ ီခွက်ဟာရွှေခွက်ဖြစ်ကြောင်းသိသွားတယ်။အဲဒီခါဒီရွှေခွက်ကိုအဖိုးတစုံတရာမပေးဘဲရအောင်ယူမယ်ဆိုရက်သဘောယုံနဲ့သူဟာကြံစီပြီးတော့အဖွားကိုပြန်ပြောတယ်။အတင်တို့ရဲ့ခွက်ကတစုံတရာအဖိုးမထိုက်ငါအလိုမရှိလို့ပြောပြီးညီနိုင်ပစ်ချပြီးထွက်သွားတဲ့ကွယ်။တိတ်မကြတဲ့ခါမှာပဲစိတ်ထားကောင်းတဲ့ရွှဲကုန်တွေရောက်လာတယ်။ ထိုရွဲကုံတဲ့ကို အဖွားကအရှိကစိတ်ထားမကောင်းနဲ့ရွဲကုံတဲ့ကို ပြောတယ်လို့ပဲဒီခွက်ကလေးကိုပြလိုက်တဲ့အခါမှာတော့ရွဲကုံတဲ့ကကြည့်ပြီးတော့အမီးဤခွက်ဟာရွှေခွက်ဖြစ်ပါတယ်အဖိုးတသိန်းထိုက်တန်နေအဖိုးတသိန်းထိုက်တန်နေဥစ္စာငါလက်မှာမရှိလို့ရိုးသားဖြောက်မတ်စွာပြောကြလိုက်တဲ့ကွယ်အဲ့ဒီခါမှာအဖွားကအမောင် ရှိရှိယုံကလာတဲ့ရွှဲကုံတွေကတော့ဤရွှေကွက်ကို ပဲဝက်မြအဖိုးမထိုက်လို့ပြောပြီးမြေမှာပြစ်ချခဲ့တယ်။ယခုတော့တင့်စကားကြောင့်ရွှေကွက်ဖြစ်ကြောင်းသိရတယ်။အဖိုးတသိန်းထိုက်တန်သည်ဖြစ်စေတင့်လို့ရိုးသားဖြောင်းမှန်တဲ့သူကိုဒီရွှေကွက်ကိုငါပေးမယ်။ငါရဲ့မီးလေးဝစ်စင်ဖို့ရွှဲတစုံတရာပဲပေးခဲ့ပါတော့လို့ပြောလိုက်တဲ့ကွယ်။ ဲ့ဒီခါမှာစိတ်ထားကောင်းတဲ့ရွှဲကုန်တွေက ရွှေခွက်ကိုယူပြီးတော့ဟိုအရှိကရောင်းရခဲ့တဲ့အသပြား900ကို၎င်းအသပြား900ထိုက်တန်တဲ့ရွှဲကို၎င်း ပေးပြီးတော့အကျွန်ုပ်ကိုဤချိန်ခွင်ရဲ့အဲ့ရဲ့လမ်းစရိတ်အနေနဲ့ရှေ့အသပြားပဲပေးပါတော့လို့ပြန်ပြီးတောင်းယူသွားတဲ့ကွယ်သူကမြစ်ကိုရောက်တဲ့အခါမှာတော့ ကတော့ကရှစ်အသပြာပေးပြီးတော့လှေနဲ့ကူးသွားတဲ့အဲ့ဒီခါမှာခုနကစိတ်ထားမကောင်းတဲ့ရွဲကုန်တွေကပြန်ရောက်လာပြီးတော့ကဲကဲတင်းတို့ကွက်ကိုယူခဲ့တော့ငါတစုံတရာပေးမယ်လို့ပြောလိုက်တဲ့ကွယ်အဲ့ဒီခါမှာတငယ်မလေးကတင်ဟာငါတို့ရဲ့တသိန်းထိုက်တန်တဲ့ရွှေကွက်ကိုပဲဝဲမြမတန်ဟု အဆက်အကြောင်းမရှိပြောတယ်။ယခုတော့စိတ်ထားကောင်းတဲ့ရွဲကုန်တွေကလာရောက်ပြီးတော့အဖိုးတထောင်ပေးပြီးတော့ယူသွားတယ်။အဲ့ဒီတော့တင်ယခုငါအိမ်က ထွက်သွားလို့မောင်းလွတ်လိုက်တယ်ကွ။စိတ်ဓာတ်မကောင်းတဲ့ရွဲကုန်တဲ့လေအဖိုးတသိန်းထိုက်တန်တဲ့ရွှေခွက်ကို ဆုံးရှုံးလိုက်ရပြီဆိုပြီးကြီးစွာတဲ့တုံ့နှုတ်ချောက်ချားခြင်းတွေဖြစ်ပြီးတော့သူ့ကိုယ်သူစောက်တီခြင်းကမတက်နိုင်မင်းနဲ့ သူ့မှာရှိတဲ့အသပြာတွေ၊ကုန်ပစ္စည်းတွေ၊အဝတ်အစားတွေအကုန်လုံးကို အိမ်ဝမှာကျဲဖြန့်ပြီးစွန့်ပစ်လိုက်ပြီးချိန်ဝင်ရိုးကြီးကိုကင်က စိတ်ထားကောင်းတဲ့ရွဲကုန်တွေကိုတိုက်ရန်လိုက်သွားတယ်ကွယ်။ကန်နာကိုရောက်တဲ့အခါမှာတော့စိတ်ထားကောင်းတဲ့ရွဲကုန်တွေကမြစ်လေကိုရောက်သွားပြီးဖြစ်တဲ့။အဲ့ဒီအခါမှာတော့စိတ်ထားမကောင်းတဲ့ရွဲကုန်တွေဟာကတို့ကို အော်ဟစ်ခေါ်တော်လဲ ပြန်လှမလာတဲ့အတွက်ရွှေခွက်ရသွားတဲ့ရွဲကုံတွေကိုကြည့်ပြီးတော့ကြီးစွာသောစိုးရိမ်ခြင်းဖြစ်ပြီးနှလုံးပူခြင်းသွေးအံ့ခြင်းတို့ဖြစ်ကနောက်ဆုံးမှာတက်လုံးကွဲပြီးအဲ့ဒီမြစ်ကမ်းမှာပဲတေရတဲ့ကွယ်လာပါနားမလည်လိုက်တဲ့ចောင်းစာတွေကိုပြန်ရှင်းပြပေးဖို့ guide တယောက်လိုနေပြီလား ဒါဆိုသူခမိန် app ရှိရယ်နော်နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးမယ်အချိန်ပြည့်ရှိနေမယ်သူခမိန်ကြီးပေါ့ဘယ်အချိန်မဲလိလာလိလာသူခမိန်ကြီးကစာတွေကို24နာရီအချိန်ပြည့်ရှင်းပြပေးဖို့အသင့်ရှိနေမှာပါသူခမိန် app မှာဆိုရင်သင်ရိုးညွှန်းတဲ့အတိုင်းသင်ခန်းစာတွေကိုသင်ကြားပြသပေးထားလို့တသားမီးတို့စာတွေမလိုက်နိုင်မှာစိတ်ပူစရာမျိုးတော့ပါဘူး ခဲ့ဒါဆိုចောင်းစာရီအတွက်စိတ်ညစ်နေအောင်မလားအနည်းဆုံးစေးနှုန်း3600ကျပ်ကနေစတင်ဝယ်ယူနိုင်ပြီး iOS Android version နှစ်မျိုးစလုံးကနေ free download ရယူနိုင်ပါတယ် website link ဆိုရင်တော့ www.tukhamain.com ကနေဝင်ရောက်လေ့လာလို့ရပါတယ်ကဲ tukhamain application ကိုအခုပဲ subscribe လုပ်လိုက်တော့နော်